ဒီသင်္လာတို့ဣဒ္ဓာရေငငယ်ဝင်တော့ငါပလတ်ကိုမြင်ခဲ့ရလို့ပဲအမရှင်ပါးကြီးကစောင့်တည်ရတယ်ဒီနေ့ကိုရှစ်ကျင်းအနည်းဆုံးထိုင်ကိုရှင်နဲ့ထိုင်ရပါတယ်မနေ့စောထားရတယ်တနိုင်ထနိုင်လမ်းလျှောက်ကျင့်ကြရပါတယ်အဲဘာတွေ့လဲဆိုတော့အရင် ိုးတဲ့ပုဂ္ဂိုလ်တွေယောဂရှိတဲ့ပုဂ္ဂိုလ်တွေဉာဏ်လုံးတဲ့ပုဂ္ဂိုလ်တွေမှာအခက်အခဲရှိပါတယ်။ညာသမသာတဲ့ဒုက္ခဒိဋ္ဌိအစောရိတ်ထားတဲ့အခါမှာလည်းတနေ့ကမကြည့်ဘဲနဲ့ပြေပောင်ကြရတဲ့ရှိကြတယ်။အခက်အခဲပါပြီးတော့ဘုရားစံစားတယ်။ကိုယ်လှန်ကြရဲ့နော်။ကွက်လှန်ဖြစ်မယ်လို့စိတ်ကူးထားတာ။ဒီလားလျှောက်ချာကြည့်တော့အခုဘေးတဲ့ဒီလားဟောကြမှာလဲဆရာတော်ကြီး ကျမ်းစာရဲ့မှာပါတာတွေ့ရတယ်။ဒီနေ့လားညစာနဲ့ပတ်သက်လို့ပြဿနာမရှိဘူး။အဲအလုံးပြန်ထုတ်ထားတာကမိစ္ဆာဆိုတဲ့ထုတ်မိစ္ဆာဆိုချုပ်ထားပါတယ်။သတိမနာဝစီကံနဲ့အထူးထိန်းတာတွေ့ရတယ်။ဘုရားစကားမပြောရဘူး။တပတ်သားအတင်းပေါ့နော်။အကောင်းကြောင့်မပြောရဘူး။ပြောလို့ကြားသွားရင်ချင်းချင်းပြတတ်တယ်လို့မိဒုနာဝါစာခေါ်ပါတယ်။ ။နောက်ကျန်းတဲ့စကားမဆိုပါဘူး။ခွဲကဟက်ခွဲလို့ပြောရပါဘူး။ရှောင်ရမယ်။ဖြင်းဖြင်းနိဗ္ဗာန်နဲ့ဆန့်ကျင်ဖြစ်တဲ့ဖြစ်တဲ့အဘူစကားကြီးရုပ်ရှင်ပွဲနဲ့ဆက်တယ်ဖြစ်ပါတော့။နိုင်ငံစကားရဆက်ရှောင်ရပါတယ်။အဲဒါမှမိစ္ဆာကြီးကကြတော့ဟာအဆင့်အမနာမြတ်ပါလား။ကျိုးစရာကျိုးစရာအချိန်ဟာတဲ့အတန်ပွေးတာလို့ယူပါတဲ့ဘလောက်ကစားနေစားနေ သက်မရှူနိုင်ရင်အသက်ရှင်မှမလားဒီမှာရှူရင်အဖြစ်ပြလက်ပန်းပြအစာအသက်မွေးတာဖြစ်နေတယ်ရှူစဲအချိန်မှာတွေးတဲ့အမျိုးမူတည်ပြီးတော့မှအသက်မွေးခြင်းဆုံးဖြတ်ချက်ချတာတွေ့ရတယ်ရှူနေစဲမှာပညာအကြောင်းတွေတတ်မဲ့ဖြစ်မဲ့အကြောင်းတွေဘယ်ရမလာပြောရင်အသက်မွေးမစင်ကြဘူးလို့မှတ်ကြရမယ်အဲရှူစဲကာလမှာဘုပ္ပတနာပညာနဲ့ပညာနဲ့ ဘုံဘုဒ္ဓိတကိုနှလုံးသွင်းနိုင်တဲ့အချိန်သာနဲ့အစဉ်ကျေဆုံးလို့သိရတယ်ဒီနေရာမြတ်ပါတယ်ခဏချိန်မှာမေတ္တာလေးပေါင်းနေတဲ့တတ်တာပါတယ်ဒါတော့အာဒီနိလအဖြစ်ယောဂီများအတွက်ယမင်မကောင်းတဲ့ပုဂ္ဂိုလ်ကြောင့်ငဲတဲ့ကြီးတဲ့ပုဂ္ဂိုလ်များတင့်တော်တဲ့ဒီလက်ဖြစ်တော့ကြောင့်ခွင့်ရတော့ရွေးချယ်ပြီးတော့အပေးတာလို့မှတ်ကြနော်